မင်္ဂလာပါရှင်။ဘာမခိတ္တတရင်ဌာနရဲ့ထိတ်တန့်တရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ခင်ဦးတွင်အင်အား180ကံပါစစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်မှုစစ်သား80ဝန်းကျင်တိစုံပြီးအလောင်းများခြံရက်ကစစ်ကြောင်းဆုတ်ခွာပြီးလက်နက်29လက်နဲ့ခဲယမ်းများတင်စီရရှိတဲ့ဆွေတရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်တွင်စစ်ကြောင်းထိုးနေသောအကြမ်းဖက်စစ်တပ်ကိုဂျားဖြတ်တိုက်ခိုက်ရာစစ်ကြောင်းတစ်ခုလုံးပြတ်သွားပြီးစစ်သား80ဝန်းကျင်တေဆုံးက လက်နက်26လက်နဲ့ခင်းရဲများသိမ်းဆည်းရရှိခဲ့ကြောင်းပြည်သူ့ကောက်ွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်မှာတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါရယ်။ဂျမန်နီနိုဝင်ဘာလ23ရက်နေ့မိုးလယ်7နာရီခန့်တွင်ခင်ဦးမြို့နယ်မုံလကျေးရွာအတွင်၄ရက်ကြာယာယီတက်ဆွဲအထိုင်ချထားသောအကြံဖတ်စစ်တပ်သည်ပြင်ထောင်ဖြူစောတိရွာသို့အင်အား180ခန့်ပြန့်ထွက်လာစဉ်တော်လှန်ရေးတပ်ဖွဲ့များကဂျာဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။အလောင်းတွေက60နဲ့80ကြားလောက်တော့ရှိမယ်။လေကွင်းထဲမှာအလောင်းတွေကျန်နေခဲ့တာဆိုတော့အဲ့ဒီလောက်ထိရှိနေမယ်။ အခုထိလဲတွေတဲ့ကတဲ့ရိုးတွေထဲမှာအလောင်းတွေရှိနေသေးတယ်မရှင်းလည်ရသေးဘူးတိုက်ပွဲဖြစ်တဲ့နေရာကနေမုံလှရွာတွေကိုပြန်ဆုတ်သွားတာလက်ရှိအထိမုံလှရွာထဲမှာပဲရှိသေးတယ်လေကြောင်းကနေစူဆိုက်ဒရုန်းတစ်စီးနဲ့ Jet Fighter တစ်စီးနဲ့တိုက်ပွဲဖြစ်တဲ့နေရာလာချသွားတာဟုခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတအုပ်ကသတင်းထံကိုပြောကြားပါတယ်ထိုးတိုက်ခိုင်းမှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သားအများအပြားသေဆုံးကစစ်ကြောင်းတစ်ကြောင်းလုံးတက်ပြတ်သွားပြီးရုံအလောင်းများကိုလည်းကောက်ယူခြင်းမရှိပေကစင်ကလျာဖြစ် မုံလှရွာတဲသို့စုပ်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်။ကြိုက်ပွဲတွင်အကြံဖတ်စစ်တပ်ထံမှငချင်းမီတလန် MA1 ဆယ်လန် MA2 သုံးလန် BA100 60mm Commando စိန်ပြောင်းတလန် MA3 သုံးလန် MA4 တလန် G3 လေးလန် MAS Sniper တလန် M1 ငါလနဲ့ဆက်ဆက်ကြည့်ခဲရန်အစုံအများပြားတင်စီရမိခဲ့ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်စစ်ကြောင်းသည်ကံပလူမျိုးနဲ့မှနီးပြူဟာ330နှင့်ခမာယ131ကံပလူပြူစောတိများဖြင့်စုဖွဲ့ထားခြင်းဖြစ်ကြောင်း အဆိုပါတိုက်ခိုက်မှုကအမှတ်နှစ်ရွှေဘိုခရိုင်အမှတ်3တက်ရင်ခင်ဦးမြို့နယ်ပါကဖတိုင်းနေ1235ပါကဖများခင်ဦးမြို့နယ်ပါလာဖပြည်သူ့ကောက်ွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ကျွန်တော်တို့နေမြေရှင်းလင်းရေးကအကုန်မလုပ်ရသေးဘူးစစ်ခွေးတွေကလေရင်နဲ့ဘုံလာကျေးလို့တော်လန်ရေးတက်ဖွဲ့တွေပြန်ဆုတ်ထားရတယ်နေမြေရှင်းလင်းရေးလုပ်ပြီးမှပဲစစ်ခွေးတွေစုံစည်းရေးကိုတည်ရမယ် ရည်ရမစီရေးကဆက်လက်တင်းမာနေတော့ပဲဟုရှီရန်စင်ညီပင်တွင်ရောက်ရှိနေသောတော်လန်ရေးတရင်ရင့်မြက်ကပြောဆိုပါရယ်ဆက်လက်ပြီးသာသနာအမတ်တစိတ်ကကားများတွင်ဘုံကြီးမပါပဲအသုံးမပြုရန်ဘုံကြီးများကမော်တော်ယာဉ်မမောင်းရန်နှင့်လူပုဂ္ဂိုလ်များကအရက်သေးစားတောက်စားပြီးသာသနာကားများမမောင်းကြရန်တန်ကနိုင်ရကအပွဲကညွှန်ကြားချက်ထုတ်ပြန်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ် မကွေးတိုင်းခွေဖြူမြို့နယ်တွင်သာသနာအမှတ်တရစိတ်ကကများတွင်ဘုံကြီးမပါဘဲအတုံးမပြူရန်ဘုံကြီးများမော်တော်ယာဉ်မမောင်းရန်နှင့်အရက်သေးစာတောက်စား၍သာသနာကများမမောင်းကြရန်ခွေဖြူမြို့နယ်သာသနာနာယကအပွဲကနိုဝင်ဘာ17ရက်နေ့တွင်ညွှန်ကြားချက်ထုတ်ပြန်ပါသည်။ဘုံကြီးကျောင်းတိုက်များအတွက်အတုံးပြူရန်ခွေဖြူထားသောသာသနာအမှတ်တရစိတ်ကများကို ဖုန်ကြီးများကိုယ်တိုင်မောင်းခြင်းဖုန်ကြီးများမပါပဲလူပုပ်ကိုများကသာသုံးဆွဲခြင်းအရက်တေစာတောက်စား၍လူပုပ်ကိုများမောင်းနေခြင်းစာတီတာနာညှိုးနှမ်းစေသည့်အပြုအမူများကိုစစ်ဆေးတွေ့ရှိရကြောင်းထို့ကြောင့်မြို့နယ်တန်ခါနိုင်ရကအဖွဲ့ဤညွှန်ကြားချက်ကိုလိုက်နာရန်လိုက်နာခြင်းမရှိပါကတည်ဆဲဥပဒေအရအရေးယူမည်ဖြစ်ကြောင်းဖွင့်ဖြူမျိုးနဲ့တန်ခါနိုင်ရကအဖွဲ့ကထုတ်ပြန်ပါတယ်။ယခုနှစ်စွန်လအတွင်းအချမ်းဘတ်စစ်ကောင်စီကလိုင်စင်မဲ့ကားများကိုစီမံချက်ဖြင့်ဖမ်းဆီးခဲ့တော်လဲဖုန်ကြီးချောင်းနှင့်တန်ခါတော်များအတွက်လိုင်စင်မဲ့ကားများကို မြို့နယ်တန်ခါနိုင်ရကအဖွဲ့ဤထောက်ခံချက်ဖြင့်ပြန်လည်စီးနင်းခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ဇွန်လ၁ရက်နေ့မှစတင်၍အကြံဖက်စစ်ကောင်စီကတနင်္ဂနွေလုံးတွင်လိုင်းစင်မဲ့ကားနှင့်ဆိုင်ကယ်များကိုဖမ်းဆီးခဲ့ကြောင်းဟုံးကြီးကျောင်းများနှင့်စာတင်တိုင်များမှသာသနာအမိတက်ထားသောလိုင်စင်မဲ့ကားများကိုအရှိန်အဟုန်ဖြင့်ဖမ်းဆီးခဲ့ကြောင်းတို့ရတွင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့မှဟုံးကြီးများကစစ်ကောင်ဆောင်မင်းအောင်လိုင်ထံသို့အသနာခန့်စာတင်ပြကြရာသက်ဆိုင်ရာမြို့နယ်တန်ခါနယကအဖွဲ့များ၏ထောက်ခံချက်ဖြင့်လိုင်စင်မဲ့ကားများကို ရန်လေစီးနှင်းခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။မြို့နယ်တန်ကားနယက်ကအဖွဲ့များကလည်းတာသနာအတွက်အမေရိကန်အုံပြုနေသောကားများကိုထောက်ခံချက်ထုတ်ပေးရာတွင်တရားစွာမှတ်ပုံတင်ထားပြီးမြို့နယ်ရဲတပ်ဖွဲ့ထွေအုံနှင့်မြေမီကန်တပ်နယ်မှုများထံသို့ထောက်ခံချက်ထုတ်ပေးထားသည့်တာသနာကားစရင်ပေးပို့ထားရသည်။တို့ရတွင်သက်ဆိုင်ရာဘုံကြီးเจ้าများကမြို့နယ်တန်ခါနယက်ကအဖွဲ့များဤခွင့်ပြုချက်များရယူ၍သာသနာအမတ်တစိတ်ကားများကိုငွေကြေးလှူဒါန်းတော်တက္ကະနှင့်တက္ကະမများစီးနှင်းရန်ကားများကိုပေးအပ်ကြကြောင်း ်ထို့သောပေးအပ်ရာတွင်တချို့သောသာသနာအမတ်တစိတ်ကားများမှရန်ကုန်မြို့ဗားနှင့်နိုင်ကလပ်များတွင်ညပိုင်းရနာထားကြကြောင်းသိရပါသည်။ငွေတက်နိုင်တဲ့သူတွေကဘုံကြီးချောင်းကိုအလူငွေထည့်ပြီးတော့သာသနာအမတ်တစိတ်ကားတွေကိုပြန်စီကြတာ။ဘုံကြီးတွေကလည်းလှဆင်အလူငွေရနေတော့ဘုံကြီးကားတွေကိုပေးစီနေတာဟုဗဟန်းမြို့နယ်မှာစာတင်တိုက်တစ်ခု၏ကျောင်းတိုင်ဆရာတော်ကရှင်းပြပါသည်။ရခိုင်ပဲခူးအဆက်ရခိုင်မကွေအဆက်နှင့်ရခိုင်အေယာဝတီအဆက်တိုက်ပွဲများတွင် စစ်တပ်မှအလံဖြူထောင်သူဖမ်းဆီးရမိသူနှင့်ထွက်ပြေးလာသူတပ်ဖွဲ့ဝင်82ဦးကျော်ကိုအေအေကဖမ်းဆီးရရှိစစ်တုံးပန်းများတွင်ပေါ်တာဆွဲခံရသောအသက်18နှစ်မပြည့်သေးသောအထက်တန်းကျောင်းသားများပါဝင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ပဲခူးအဆက်၊ရခိုင်မကွေးအဆက်နှင့်ရခိုင်အေရဝတီအဆက်တိုက်ပွဲများတွင်စစ်တပ်မှအလံဖြူထောင်အလင်းဝင်သူဖမ်းဆီးရမိသူနှင့်ထွက်ပြေးလာသူတပ်ဖွဲ့ဝင်82ဦးကိုအေအေကဖမ်းဆီးရရှိထားကြောင်းအေအေကယမန်နီညပိုင်းသတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပဲခူးတိုင်းအဆက်ရခိုင်မကွေးတိုင်းအဆက်နဲ့ရခိုင်အေရဝတီတိုင်းအဆက်တို့တွင်စစ်ကောင်မရှင်ဤထိုးစစ်များကိုအာရကတပ်တော်ကခုခံစစ်များနှင့်အတူတံပြန်ထိုးစစ်များဖြင့်အကောင်ဆုံးတံပြန်လျက်ရှိကြောင်းစစ်ကောင်မရှိမတရားသဖြင့်အတင်းအဓမ္မစစ်မှုထမ်းရန်စူးစောင်းခံရသောတပ်ဖွဲ့ဝင်တင့်များသည့်လေတိုက်ခိုက်လို့စိတ်မရှိဘဲတိုက်ပွဲဖြစ်ပွားရနေရများမှာအခွင့်ရေးရရင်ရသလိုနေစဉ်နဲ့အမျှထွက်ပြေးလျက်ရှိကြောင်းထို့ပြင်စစ်တပ်မှစစ်သားများမှာအလံဖြူထောင်းလက်နက်ချခါအလင်းဝင်ရောက်လျက်ရှိကြောင်း ထို့တူအချို့သောစစ်တပ်ဘက်မှတပ်ဖွဲ့ဝင်များကိုတိုက်ပွဲအတွင်းလက်နက်ဖြင့်သို့မဟုတ်လက်နက်မဲ့လက်ရဖမ်းဆီးရမိခဲ့ကြောင်း AA ကဆိုပါတယ်။ယခုနှစ်နိုဝင်ဘာလ10ရက်နေ့မှနိုဝင်ဘာလ10ရက်နေ့အထိဘကိုးတိုင်းပရောင်မြို့နယ်ကပါစာ16အနီးတိုက်ပွဲများအတွင်းမှစစ်တပ်ဘက်မှအလံပြူထောင်တပ်ပြီးလက်ရဖမ်းဆီးရမိသူစုစုပေါင်း16ဦးအထိရှိခဲ့ကြောင်းထို့ပြင်အခြားသောစစ်မြေပြင်တစ်ခုဖြစ်သည့်ပဲခူးတိုင်းပရောင်မြို့နယ်ရောင်ကျိုးကျေးရွာအနီးလေလာတောင်ပတ်ဝန်းကျင်အနီးတိုက်ပွဲများမှလည်း စစ်တပ်မှအလံဖြူထောင်းတက်ပြေလရဖန်စီရမိသူစုစုပေါင်း၁၀ဦးရှိကြောင်းသိရပါတယ်။နိုဝင်ဘာလ9ရက်နေ့တွင်လည်းဘကူးတိုင်းဗရောင်မြို့နယ်ကပါစာ76အနီးရင်းဆိုင်တိုက်ပွဲများအတွင်စစ်တပ်ခမရ363တပ်ရင်းမှတပ်သား၄ဦးကိုလည်းလရဖန်စီရမိခဲ့ကြောင်းနိုဝင်ဘာလ၈ရက်နေ့နိုင်ရီကန်ပြူဟာကုန်းရှိစစ်ကော်မရှင်တပ်၏အမတ်ကိုစစ်မြေပြင်စေးတက်ရင်ခိုလန့်အခြေစိုက်တပ်မှတက်ချက်မျိုးမင်းထုံကအရကတက်တော်ထံအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။အလားတူအော်တိုဘာလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အတွင်း အေယာဝတီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကြီးပါအနီးနဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ယိုချင်းလေကြီးရွာများအနီးဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်စစ်တပ်ဘက်မှထွက်ပြေးလာပြီးနောက်အေအေထံတွင်ဖမ်းဆီးခံရသူစစ်သား20ကျော်နှင့်လက်နက်ချအလင်းဝင်ရောက်သူ20ကျော်အထိရှိခဲ့ကြောင်းသိရပါသည် အဆိုပါစစ်သားများမှခမရ၄ခမရ၅ခမရ၆ခမရ၁၀ခလရ၃၅ခလရ၈၀အစရှိသောတမ66လက်အောက်ခံတပ်ရင်းများနှင့်အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတပ်ရင်းများဖြစ်ကြသောခလရ63အိမ်မဲခလရ281ပသိမ်အစရှိသောတပ်ရင်းများမှထွက်ပြေးလာကြသောသူများနှင့်လက်နက်ချအလင်းဝင်ရောက်လာကြသူများဖြစ်ကြောင်းအဆိုပါအလင်းဝင်ရောက်လာတော်သူများနှင့်ဖန်စီရမိသောစစ်သားများအလုံးနီးပါးမှယခုနှစ်အတွင်းအထင်အရမှစစ်မှုတမ်းပေါ်တာဆွဲခြင်းခံရသော စစ်တင်နှံစင်းများဖြစ်ကြပြီးအချို့မှာအသက်၁၈နှစ်မပြည့်သေးသောသူများအထက်တန်းတက်နေကြသောចောင်းသားများဖြစ်ကြကြောင်းသိရပါတယ်။ဆက်လက်ပြီးတထုံခရိုင်ဥက္ကဋ္ဌပရူဆောဆိုမြင့်အပါဝင်၂၂ဦးအမှုဖွင့်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU တက်မဟာတိတထုံခရိုင်ဥက္ကဋ္ဌပရူဆောဆိုမြင့်အပါဝင်၂၂ဦးကိုရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်အရေးယူထားတယ်လို့စစ်ကော်မရှင်ဘက်ကသတင်းထုတ်ပြန်ပါတယ်။ KNU တထုံခရိုင်ဟာ အာဏာသိမ်းစစ်ကော်မရှင်ကျင်းပပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲကိုစန့်ကျင်တိုက်ဖြတ်သွားဖို့ကြီးညာချက်ထုတ်ပြန်ခဲ့တဲ့အတွက်နိုဝင်ဘာ9ရက်နေ့ကတထုံမြို့နယ်တိမ်စိတ်နယ်မြေရဲစခန်းမှာအမှုဖွင့်ခဲ့တာလို့ဆိုပါရယ် KNU တထုံခရိုင်ဥက္ကဋ္ဌပရိုဆောဆိုးမြင့်နဲ့အဖွဲ့ဝင်22ဦးကိုတော့အထွေထွေရွေးကောက်ပွဲနှောက်ရှန်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ23ခါခွေနဲ့အမှုဖွင့်အရေးယူထားတာဖြစ်ပါရယ်စစ်ကောင်မရှင်ရဲ့အမှုဖွင့်အရေးယူမှုအပေါ်ဂရုမစိုက်ကြောင်းနဲ့ KNU ရဲ့မူဝါဒအတိုင်းဆက်လက်လှုံ့ဆော်သွားမယ်လို့ KNU တထုံခရိုင်အထွေရေးမှု ရူဆောအင်းနိုင်ကသတင်းဌာနကိုပြောပါရယ် KNU တထုံခရိုင်ကစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပူပေါင်းပါဝင်တဲ့သက်ဆိုင်သူတွေရဲ့စူပေါင်းခေါင်းဆောင်မှုတွေနဲ့အတူအင်အားစုတစ်ခုဖွဲ့စည်းထူထောင်ပြီးတိုက်ဖြတ်ချိန်မုံသွားမယ်လို့ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ရက်စွဲနဲ့ကြေညာထားပါရယ်တစ်ဖက်မှာလည်းစစ်ကော်မရှင်ဟာ KNU ဥက္ကဋ္ဌရူဆောကွယ်ထူဝင်အပါဝင်အဖွဲ့ဝင်73ဦးအရကတက်တော် AA ချင်းဒီအစိုးရအဖွဲ့ဝင်16ဦးတို့ကိုလည်း ပြီးခဲ့တဲ့စက်တင်ဘာ24ရက်နေ့မှာရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်ထားပါတယ်။အာဏာသိမ်းစစ်ကော်မရှင်ဟာသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်ဆန့်ကျင်သူတွေကိုရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့ဇက်တိုက်ဆိုသလိုအမှုဖွင့်အရေးယူတာတွေလှုံ့ဆော်နေတာဖြစ်ပါတယ်။